အေဗာရိုဖာနန်ဒက်ကြောင့်နေထိုင်ရင်ပေါင်သန်း20လောက်ရအောင်မေးနေတဲ့အားလုံးပဲမင်္ဂလာပါအန်ဖိုဘောဇုံကနေအားလုံးကိုပြန်လည်ကျေးဇူးတိုက်ပါရီစာချင်းမီနဲ့ IAEOS အုပ်စုရရှိလာပြီးကတဲ့ကမန်ချက်စတာယူနိုက်တက်တင်းဟာကစားသမားအယောင်အဝယ်ကိစ္စတွေမှာအရင်ကထက်ကိုအကွက်မြင်လာခဲ့ပါတယ်ကစားသမားတွေဝယ်ယူရမှာလဲဈေးကြီးတာတွေထက်ဈေးတန်တဲ့ကစားသမားတွေကိုအရေးချနဲ့ဝယ်ယူလာခဲ့ပါတယ်ကစားသမားတွေရောင်းချတဲ့အခါမှာလဲစိုက်ဈေးရမှရောင်းချလာသလိုအနာဂတ်မှာအမြန်ဆုံးရရှိမယ့်အယောင်အဝယ်တွေကိုပါပြုလုပ်လာကြပါတယ်အခြားအသင်းတွေလာမတော်သေးဘူးဆိုပေမဲ့ United ရဲ့အပြောင်းအရွှေ့ policy ကအရင်ကထက်တော့အများကြီးတိုးတက်လာခဲ့ပါတယ် ီးကရက်နွေရာသီပြောင်းရွှေ့တော့ကမန်ချက်စတာယူနိုက်တက်တင်းဟာဘယ်နောက်ခံလို့အေဗာရိုဖာနန်ဒက်စ်ကိုပေါ်တူဂီကလပ်ဘင်ဖီကာအသင်းစီကိုရောင်းချသွားခဲ့ပါတယ်ဘင်ဖီကာအသင်းမှာတော့ဖာနန်ဒက်စ်ကအတော်လေးကိုချေဆွမ်းပြပြီးတော့ကစားနေခဲ့ပါတယ်ဒါကြောင့်မို့ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ဥရောပထိပ်တန်းအသင်းကြီးတွေကစိတ်ဝင်စားလာခဲ့ကြပါတယ်အေဗာရိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့အထူးစိတ်ဝင်စားပြီးဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်နေတဲ့အသင်းကတော့ဥရောပထိပ်တန်းကလပ်ရီယယ်မက်ဒရစ်အသင်းပါရီယယ်မက်ဒရစ်အသင်းကတော့ဖာနန်ဒက်စ်ကိုခေါ်ယူလို့နေပြီးတော့ဆွေးနွေးမှုတွေကိုစတင်ပြုလုပ်လုပ်နေပါတယ်လက်ရှိမှာဖာနန်ဒက်စ်ရဲ့စာချုပ်ဖြတ်သိမ်းကြီးကပေါင်42သန်းတိရှိပါတယ်မန်ချက်စတာယူနိုက်တက်အသင်းက Fernandez ကို ကိုဘင်ဖီကာတင်းစီရောင်းချခဲ့တော့ကအနံခတ်ရောင်းရငွေရဲ့40ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိရဖို့စာချုပ်ထည့်ချုပ်ထားပါ යි ။ဒါကြောင့်မလို့ဘင်ဖီကာနေနဲ့ဖာနယ်ဒက်စ်ကိုရီယယ်မက်ဒရစ်အတင်းစီရောင်းချခဲ့ရင်ယူနိုက်တက်ကပြောင်းရွှေ့ကြီးရဲ့ဒဇက်တေတာဖြစ်တဲ့ပေါင်16တန်းနဲ့ပေါင်တန်း20ကြာရရှိသွားမှာလည်းဖြစ်ပါ යි ။ဒီနေ့ဒီဇင်ဘာကတော့ဒီလောက်ပါပဲ။နောက်ဆုံးရယူနိုက်တက်နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဝယ်ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်ညီကုန်းချောက်လိုက်ရပါတယ်။